မင်္ဂလာပါဒီနေ့ရဲ့စိတ်ဝင်စားဖွယ်ရာလည်လာမှုအတွေ့ကြိုးဆိုပါတယ်ကျွန်တော်တို့ဒီနေ့အတူတူဆန်းစစ်တွေ့မှာကတော့ဓမ္မတိချမ်းထဲက if or water စာအခန်းကြီး၅ပါပဲဟုတ်ကဲ့ပါဒီနေ့ဆွေးနွေးမယ့်အကြောင်းအရာတွေကတော်တော်လေးလက်တွေ့ကြပြီးစိတ်ဝင်စားစရာကောင်းပါပါဒီဆွေးနွေးမှုအတွေ့အချက်အလက်တွေနဲ့လမ်းညွှန်မှုတွေကိုတော့ the wise believers မှာပြုစုပြင်ထားသောအချက်အလက်များဆိုတဲ့အရင်းအမြစ်ကနေအဓိကရောက်ယူထားပါတယ်ခင်ဗျာ Hmm, ကမ္မနယ်လီလာချက်ကီလိုဆိုရမှာပေါ့။ဟုတ်ပါတယ်။ effort အရန်ခန်းတွေကိုပြန်ကြည့်ရင်လေယုံကြည်သူတွေရဲ့ဝิญဉေရေးရာကောင်းချီတွေအသင့်တော်အကြောင်းတွေအဲ့ဒါတွေပါတယ်။ပြီးတော့အခန်းကြီး၄ကစပြီးတော့အမ်လက်တွေအသက်တာဘယ်လိုရှင်သန်ရမလဲဆိုတာတွေပြောလာတာပေါ့။ဟုတ်ကဲ့။အခန်းကြီး၅ကအဲ့ဒီလက်တွေတွင်တင်ချက်တွေကိုပို့ပြီးအသေးစိတ်ဆက်ပြောတာပါ။ဟုတ်ပါတယ်ယုံကြည်သူတွေနဲ့နဲ့မေတ္တာ အလင်းဉာဏ်ပညာဘလို့အသက်ရှင်ရမလဲဆိုတာတွေပေါ့ အထူးသဖြင့်အိမ်တော်ရေးဆက်ဆံရေးဖို့ဘလို့နားလဲကျင့်သုံးရမလဲဆိုတော့ကိုအလေးပေးဆွေးနွေးသွားကြမှာပါဒါကတော်တော်များများစိတ်ဝင်စားကြတဲ့အပိုင်းလည်းဖြစ်ပါတယ်ဟုတ်တယ်ဗျာကျွန်တော်ဒီနေ့လေးလာမှုကိုအပိုင်း၃ပိုင်းနဲ့သွားပါမယ်ပထမပိုင်းမှာတော့အမ်မေတ္တာအလင်းဉာဏ်ပညာဒီအခြေခံမှု၃ခုနဲ့အသက်ရှင်ဖို့တိုက်တွန်းချက်တွေကိုကြည့်မယ်ဟုတ်ကဲ့ဒုတိယပိုင်းမှာတော့ အဲ့ဒီမူတွေကိုအိမ်တော်ရဲမှာဘလို့လက်တွေ့ကျင့်သုံးမလဲအချင်းချင်းအောက်ကျုပ်ချင်းဆိုတဲ့အရေးကြီးတဲ့သဘောတရားကိုဆန်းစစ်မယ်อืมနောက်ဆုံးတတိယပိုင်းမှာတော့ဒီအခန်းတစ်ခုလုံးကနေရတဲ့အဓိကတွင်တင်ချက်တွေ ਨੇ ကျွန်တော်တို့လက်တွေ့ဘဝ addressing ရင်ဆရာတွေကိုစူးစီးဆွေးနွေးတော့ပါမယ်။ကဲဒါဆိုစိတ်ဝင်စားစရာကောင်းတဲ့ဒီ jump byte ထဲကိုစလိုက်ကြအောင်။ပထမဆုံးအပိုင်းပေါ့။အခန်းငယ်1ကနေ20အထိဒီအပိုင်းရဲ့အဆအမကိုပဲအားရန်ကောင်းတဲ့တိုက်တွန်းချက်နဲ့စထားတယ်။ ထို့ကြောင့်ချစ်တန်းသမီးကတို့ဖျားတခင်ကိုတူပါကြာလော့ဆိုပြီးတော့လေဖျားကိုတူဖို့တော်တော်လေးတိုက်ရိုက်ပြောထားတာပဲဘယ်လိုမျိုးတူပါမလဲအင်းအခန်းငယ်အနည်းကချက်ချင်းပဲရှင်းပြထားတာတွေ့ရတယ်ရှင်ခရစ်တော်ဒီငါလိုကိုချစ်၍ငါလိုအတော့ကိုကိုမွေးချိုင်အော်တော်အနံ့ဖြစ်တော်ပူဇော်တက္ကဘုဖျားတခင်အားဆက်ကတော်မူဒီနေ့ညီတင်တို့ဒီမေတ္တာနဲ့ရှင်းလဲကြလော့ဆိုပြီးတော့အင်းဆိုတော့ဖះကိုတူတယ်ဆိုတော့အဓိကကတော့ကိုရိုရဲ့မေတ္တာကိုအတူယူဖို့ပဲဟုတ်ကဲ့ အထူးသဖြင့်ခရစ်တော်ရဲ့ကိုကိုကို စတဲ့ခံပြီးပေးဆက်တဲ့မိကြမျိုးမို့အပေါ်ယံချစ်တာမျိုးမဟုတ်ဟုတ်ကဲ့အနိစနာခံမှုပေးဆက်မှုတွေပါတယ်ပိတာပေါ့နော်အဲ့ဒါပေါ့အဲ့ဒီလိုအပြုတဘောဆောင်တဲ့တိုက်တွန်းချက်တွေပေးပြီးတော့အခန်းငယ်၃ကနေခွန်မာတော့ရှောင်ရမယ့်အရာတွေကိုဆက်ပြောထားပြန်ရောလင်ပိုင်းဆိုင်ရာ အချင်းပြပြမှုတို့လောဘကြီးတာတို့ ညဉ့်ညံတဲ့စကားတွေမိုက်မဲတဲ့စကားပြောတာတွေဟိုရိုင်းဆိုင်တဲ့ပြက်လုံးတွေပေါ့ဟုတ်ပါတယ်အဲ့ဒါတွေကိုနာမဲမြော့ပင်မခေါ်ဝေါ်ချင်နဲ့လို့တော်တော်ပြင်းပြင်းထန်ထန်တားထားတာတန်ရှင်းသူတွေနဲ့မထိုက်တန်ဘူးဆိုတဲ့အတုံးတုံးကစဉ်းစားစရာပဲဟုတ်ကဲ့ဒီနေရာမှာလေအရင်မြစ်ကထောက်ပြထားတာတခုကဖခင်ရဲ့ချစ်သားသမီးဖြစ်ခြင်းဆိုတဲ့အခန်းငယ်တက်ကအချက်နဲ့ဒီတားမစ်ထားတဲ့အပိတေကြားကခြားနာချက်ကိုရှင်းရှင်းလင်းလင်းပြထားတာပဲ တစ်ဖက်မှာမေတ္တာကိုအတူယူခိုင်းပြီး နောက်တစ်ဖက်မှာဖခင်ရဲ့တန်ရှင်းခြင်းနဲ့စန့်ကျင်တာတွေကိုလုံးဝရှောင်ခိုင်းနေတာဟုတ်ကဲ့အခန့်ငယ်ငါးမှာဆိုဒီအဖြစ်တွေလုတ်တဲ့သူကဖခင်သခင်ရဲ့နိုင်ငံတော်ကိုအမွေမခံရဘူးဆိုတဲ့သတိပေးချက်ကတော်တော်လေးပြင်းထန်တယ်နော်ဟုတ်ပါတယ်ဆိုတော့ကိုဘသူနောက်လိုက်နေလဲဘာကကိုကိုလွှမ်းမိုးနေလဲဆိုတာသတိထားဖို့လိုတယ်ဆိုတဲ့သဘောပေါ့အဲ့ဒီသဘောပါပဲရှင်ဆက်ပြီးတော့အခန့်ငယ်၈ကနေ၁၄မှာနောက်ထပ်အရေးကြီးတဲ့အပြောင်းလဲမှုတစ်ခုကိုပြောထားတယ် အလင်းထဲမှလမ်းလျှောက်ဖို့တင်တို့သည်အထက်ကမောင်မိုက်ဖြစ်ကြတော့လဲလက်ခုတွင်တခင်ပြား၌အလင်းဖြစ်ကြ၏ဆိုရလိတော်တော်အားရှိစရာပဲဟုတ်ကဲ့အရင်ကမောင်မိုက်ထဲမှရှိတာမဟုတ်ပဲမောင်မိုက်ထစ်ခဲ့တယ်လို့သုံးထားတာအခုအလင်းဖြစ်လာပြီဆိုတော့ဒါကအခြေအနေပြောင်းတာထက်ကိုယ့်ရဲ့တဘာဝကောင်ကပြောင်းသွားတာမျိုးလား ဟုတ်ပါတယ်။အဲ့ဒါအညာရေးကြည့်တဲ့အချက်ပဲရှင်။ယုံကြည်သူရဲ့အထောက်အထ identity ပေါ့နော်။အဲ့ဒါပြောင်းထောတာကိုပြောနေတာ။အရင်က မောင်မိုက်တဘာဝတိုင်းနေခဲ့ပေမဲ့အခုခရစ်တော်အားဖြင့်အလင်းရဲ့တဘာဝကိုရပြီ။ဒါကြောင့်အလင်းကြီးသားသမီးကဲ့သို့ကြည့်နေလို့လို့တိုက်သွန်းတာ။ဟုတ်ကဲ့။ဒီအလင်းရဲ့အသက်တာမှာဘာဒီပါလဲဆိုတော့အခန်းငယ်၉မှာပြောထားတဲ့ ကောင်းမြတ်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာဆောင်ခြင်းတည်းဟုသောအလင်း၏အတီးများကိုတီးပွင့်စေဖို့ပင်ကိုယ်အကျင့်ဆရာ၏လောက်ရသူကဒီအလင်းတဘာဝကိုပြနေရမယ်ပေါ့ဒီနေရာမှာကျွန်တော်တကယ်သတိထားမိတာကအခန်းငယ်7ပြာအတီးမတီးသောမောင်မိုက်၏အကျင့်တို့နှင့်မဆက်ဆံပဲလေထိုအကျင့်တို့ကိုထင်ရှားစွာပြကြတော့တယ်မောင်မိုက်အကျင့်တွေကိုရှောင်ယုံတယ်မဟုတ်ဘူးအဲ့ဒါတွေကိုပေါ်ထုတ်ပြစ်တင်ဖို့ expose လို့ဖို့တာဝန်ရှိတယ်ဆိုတာကအမ်ပိုပြီး active ဖြစ်တဲ့အခန့်ခန္ဓာကိုဖြောင်းနေတယ်လို့ပဲမှန်ပါတယ်ရှင်အင်းဒီမှာတာကိုယုံကြည်သူတွေရဲ့လောကအပေါ်တည်အောင်မှု impact နဲ့ချိန်ဆက်ရှင်းပြထားတယ်ကိုယ်တိုင်အလင်းဖြစ်အောင်မကဘူးကိုယ့်ရဲ့အသက်တာကိုယ့်ရဲ့တည်တည်ခံခြင်းကမောင်မိုက်ထဲမှာဖုံးနေတဲ့အမားတွေကိုပေါ်ထုတ်တဲ့အလင်းတန်တွေဖြစ်လာတာမယ်ဟုတ်ကဲ့အမှန်တရားရဲ့အလင်းရောင်ကဖုံးထားတာတွေကိုပေါ်စေတယ်ပြောင်းလဲစေနိုင်တယ်ဆိုတဲ့သဘောကိုပြနေတာ ခရစ်တိုရဲ့အလင်းကသူတို့အပေါ်ထွန်းလင်းနေလို့အခန့်ငယ်စလေသူတို့ကနေတခြားသူတွေကိုဝိညာဉ်ရေးရအရာနိုးထစေဖို့ခေါ်တန်လို့ဖြစ်နေတာပေါ့နော်ဟုတ်ပါတယ်အဲ့လိုဆိုလိုတာပါဒီပထမပိုင်းရဲ့နောက်ဆုံးအချက်ကတော့ အခန့်ငယ်စင်နာကနေ20မှာပါတဲ့ဉာဏ်ပညာနဲ့လမ်းလျှောက်ဖို့တိုက်တွန်းချက်ပေးအချိန်ကာလသည်ဆိုးရုပ်သောကြောင့်ကာလအချင်းကိုရွေးနှုတ်လျက်ပညာမရှိသောသူကဲ့သို့မဟုတ်ပဲပညာရှိသောသူကဲ့သို့တတိနှင့်ကျင့်လေကြလော့ အချင်းကိုရွေးနှုတ်တယ် redeeming the time ဆိုတာဘာကိုဆိုလိုတာလဲဗျဒီနေ့ခေတ်လိုအလုံးများအယုံများတဲ့လောကမှာဒါကိုဘယ်လိုလုပ်ရမလဲအချင်းကိုရွေးနှုတ်ခြင်းဆိုတာ server ရတော့အခွင့်ရေးတိုင်းကိုအကောင်းဆုံးအသုံးချင်ရပေါ့နော်ဒီကာလကစိုးညစ်တယ်လို့ဆိုထားတော့အချင်းတွေကိုအကျိုးမဲ့အလဟတမကုံဆုံးစေပဲဖျားသခင်ရဲ့ရည်ရွယ်ချက်နဲ့အညီကောင်းတဲ့အရာပဲအကျအသုံးချဖို့တိုက်တွန်းနေတာပါ ဟုတ်ကဲ့ပြီးတော့အခန်းငယ်၁၈မှာလူတော်တော်များများစိတ်ဝင်စားကြတဲ့အချက်တစ်ခုကိုဆက်ပြောရဲဗျအစပီရင်နဲ့ရင်းမှုချင်းကိုရှောင်ကျင်ကြလို့ထို့တော်တော်မူရချင်း၌ကာမဂုံတဆွန်းခြင်းပါ၏ဝိညာဉ်တော်နဲ့ပြည့်စုံလျက်နေကြလို့ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းကိုအယက်မှုချင်းနဲ့တိုက်ရိုက်နိုင်ရှင်ထားတာကဘာကြောင့်လို့ထင်လဲဗျဒီနိုင်ရမှုကလေထိန်းချုပ်မှု control နဲ့လွှမ်းမိုးမှု influence အကြောင်းကိုအဓိကပြောနေတာရှင် ရဲမိုးတဲ့ခွာလူတယောက်ကကိုကိုကိုမထင်းနိုင်တော့ဘူးအရဲ့ရဲ့လွတ်မိုးမှုအောင်ရောက်သွားတယ်ဒါကမကောက်တဲ့အကျိုးဆက်တွေဥမာကာမဂုံတက်ဆုံးချင်းတဲ့ဖြစ်စေနိုင်တယ်ဟုတ်ကဲ့တဖက်မှာဝိညာဉ်တော်နဲ့ပြည့်ဝရဲဆိုတာကကိုယ့်ရဲ့စိတ်ဆန္ဒအတွေ့အခေါ်လောက်ရတွေကိုလောကအရာတွေရဲ့လွတ်မှုမှုအောက်မှာမထားပဲတန်ရှင်းသောဝိညာဉ်တော်ရဲ့ဥဆောင်မှုလမ်းကြမှုတောင်းမှုလွတ်မှုမှုအောက်မှာကိုယ့်ကိုယ်ကိုထားတာ ရင်ညစ်ကဒါကိုတခါထစ်ပြီးပြီးသွားတာမျိုးမဟုတ်ဘူးလို့ဆိုတယ်။ဆက်ပြီးစ조사နေရမယ်ဆင်ဆက်မပြတ်ဖြစ်စဉ်တစ်ခုဆိုပြီး grief moving tense ကိုအလီဖေးဖို့ပြထားတယ်။ဩ continuous present tense ပေါ့နော်။ဟုတ်ပါတယ်။ဝိညာဉ်တော်နဲ့ပြည့်ဝခြင်းရဲ့အပြင်ပန်းလက္ခဏာတွေကတော့ဘာတွေဖြစ်မလဲ။ကျမ်းပိုက်မှာတော့အခန်းငယ်၁၉နဲ့၂၀ဆီမှာဖော်ပြထားတယ်နော်။ဟုတ်ကဲ့။ဒီပြည့်ဝခြင်းကအတွင်းပိုင်းမှာဖြစ်ပေမဲ့အပြင်ပန်းမှာမြင်နိုင်တဲ့လက္ခဏာတွေရှိရရှင်။အဲ့ဒါတွေကတော့ တဲ့တယောက်နဲ့တယောက်ဝိညာဉ်အရာတချင်းတည်းနဲ့အားပြည့်တည်ဆောက်တာစာလံဓမ္မတချင်းဝိညာဉ်တည်းနဲ့စိတ် နှလုံးထဲမှာသခင်ပြားကိုတချင်းဆိုချီးမွမ်းတာ အတွင်းစိတ်ရဲ့ဝမ်းမြောက်မှုပေါ့သုံးအေရာရာတိုင်းအတွက်ခမဲတော်ဘုရားသခင်ကိုအမြဲကျေးဇူးတော်ချီးမွမ်းတာအချိန်ဒီတိုင်းမှာကျေးဇူးတည်တတ်တာလို့ဖြစ်တယ်ဆိုတော့ဒါရီကဝိညာဉ်တော်လွမ်းမှုမှုအောက်ကအသက်တာရဲ့အတွင်းပြင်းနေပေါ့ဟုတ်ပါတယ်အဲ့လိုဆိုလိုတာပါကောင်းပါပြီဒါဆိုရင် မေတ္တာအလင်းဉာဏ်ပညာနဲ့အသက်ရှင်ခြင်းဝိညာဉ်တော်နဲ့ဖြစ်ဝါခြင်းဆိုတဲ့အခြေခံမူတွေကို လေ့လာခဲ့ပြီးပြီအခုဒုတိယပိုင်းကိုဆက်ကြည့်အောင်ဒီမူတွေကလူမှုဆက်ဆံရေးအထူးသဖြင့်အိမ်တော်ရေးမှာဘလူးတက်ရောက်လဲဆိုတာကိုအခန်းငယ်27ကနေ33မှာဆက်ကြည့်ကြမယ်အခန်းငယ်27ကဒီဒုတိယပိုင်းတစ်ခုလုံးအတွေ့အုံမြချပြတဲ့ကြံပိုက်လူပြောလို့ရမယ်ထင်တယ်ဗျခရစ်တော်ကိုကြောက်ရွံ့ရိုထေခြင်းအပြင်အချင်းချင်း တယောက်ကိုတယောက် အောက်ချိုခြင်းရှိကြလော့တယ်ဒီအချင်းချင်းအောက်ချိုခြင်း submitting to one another ဆိုရဘာကိုဆိုလိုတာပါလဲဒါကအလွန်အရေးပါတဲ့မူပေါင်း framework တစ်ခုပါပဲရှင်နောက်ဆက်တွဲလာမယ့်ဇနီးခင်မွန်ဆက်ဆံရေးအပဝင်ယုံကြည်သူတွေကြားကဆက်ဆံရေးအားလုံးအထက်အခြေခံမူဖြစ်နေလဲအောက်ချုပ်ခြင်း submission greek က hypotesis ဆိုတဲ့စကားလုံးကဒီနေ့ခင်မှာနည်းနည်းအဓိပ္ပာယ်ကောက်လွှမ်းနိုင်ခြေရှိတယ်လीဟုတ်ကဲ့ဒါပေမဲ့ဒီနေရာကအဓိပ္ပာယ်က စစ်တပ်သုံးစကလုံးလို အတင်းကျပ်နားခံခိုင်းတာမျိုးမဟုတ်ဘူးပို့ပြီးတော့ကိုစန္ဒာနဲ့အခြားသူရဲ့အကျိုးအတွက်အတိုင်းဝိုင်းရဲ့ကောင်းကျိုးအတွက်ကိုကိုကိုနှင်းချတာသူများကိုဦးစားပေးတာဆိုတဲ့သဘောမျိုးအရေးကြီးတာကဒါဟာအချင်းချင်းဝန်နနာသားဖြစ်နေတာတစ်ဖက်သက်မဟုတ်ဘူးအားလုံးကခရစ်တော်ကိုယုံကြည်လို့တယောက်ကိုတယောက်လေးစားစွာနှင်းချဆက်ဆံရမယ်ဆိုတဲ့သဘောပါဟုတ်ဆိုတော့အပြန်အလှန်လေးစားမှုနဲ့ နှင်းချမှုပေါ့နော်ဟုတ်ပါတယ်အဲ့ဒီအချင်းချင်းအောက်ကျုပ်ချင်းမူပေါ်မှာအခြေခံပြီးတော့ဇနီးတွေအတွက်လမ်းညွှန်ချက်ကိုအခန်းငယ်20နဲ့24မှာပေးထားတယ်မိမတို့သခင်ဖျားအနာခံတကယ်တူမိမိခင်ပွန်းအနာခံကြတော့တယ်ဒီနေရာကနာခံခြင်းကအခန်းငယ်20ကအောက်ကျုပ်ချင်းရဲ့အတူတူပဲလားပြီးတော့ဟိုခင်ပွန်းတွေလည်း မိမိခင်ပွင်ဦးခေါင်းတပီဆိုတော့ဥပမာကိုရောဘလို့နားလည်ရမလဲဟုတ်ကဲ့ဒီနေရာမှာထုံးထားရဲ့ဂရိကြီးကအခန်းငယ်27က hypotension နဲ့အတူတူပါပဲဒါကြောင့်ဇနီးရဲ့အောက်ကျခြင်းဟာအခန်းငယ်27ကချမှတ်ခဲ့တဲ့အချင်းချင်းအောက်ကျခြင်းဆိုတဲ့ပိုကျတဲ့အမှုပုံထဲမှာပဲရှိနေတာပါဆိုရာကခင်ပွန်းကလည်းအခန်းငယ်27အရဇနီးရဲ့ပေါ်အောက်ကျရမယ်တာဝန်ရှိနေသေးတယ်ဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ ဒါပေမဲ့ဒီနေရာမှာဇနီးရဲ့အခန်းကဏ္ဍကို အထူးပြုပြောတာတာဥခေါ် headship greek ကကပလီဆိုတဲ့ UA စကလည်းအရေးကြီးတယ်။ဒီကျမ်းပွဲမှာခင်ပွင့်ရဲ့မူခေါင်းချစ်ခြင်းကို ခရစ်တော်ရဲ့အသင်းတော်အပေါ်ဥခေါင်းဖြစ်ခြင်းနဲ့နှိုင်းရှင်ထားတယ်။ခရစ်တော်ကအသင်းတော်ကိုဘလို့ဥဆောင်တယ်လဲ။အာနာဖျောက်ဖိနှိပ်ပြီးဥဆောင်တော်မဟုတ်ဘူးလေ။ချစ်ခြင်းမေတ္တာပေးဆက်ဆွံ့လွတ်ခြင်း၊ကာကွယ်ဆုံးရှောက်ခြင်း၊တန်ရှင်းစေခြင်းနဲ့ဥဆောင်တာအခန်းငယ်25 29မှာဆက်ရှင်ထားတယ်။ ဒါကြောင့်ယင်းမိကဒီပင်တောင်းဆိုတာအခွင့်ရင်းထက်တောင်းဝင်ယူမှုကိုပိုပြီးညှဉ်းတယ်မေတ္တာနဲ့ဆောင်ရှောက်ဥဆောင်ရမယ့်အခမ်းအနားဖြစ်တယ်လို့အလေးပေးထားတယ်ဇနီးရဲ့အောက်ကျချင်းကဒီလိုမေတ္တာနဲ့ဥဆောင်မှုကို လေးစားစွာတုံ့ပြန်တာဖြစ်တယ်ရှင်ဒါဆိုခမွန်းနေအတွက်ပေးထားတဲ့လက်ညွန့်ချက်ကပိုပြီးတောင်းတောင်းဝင်ကြီးတယ်လို့ဆိုရမှာပေါ့အခမ်းအနား25ကနေ33အထိတော်တော်ရှေ့ရှေ့ဝီဝီရှင်းပြထားတာကို ယောက်ျားတို့ခရစ်တော်သည်အသင်းတော်ကိုချစ်ကြွေးအသင်းတော်အတွက်ကိုကိုကိုစွန့်တော်မူသည်နီးတူတင်တို့သည်လည်းမိမိခင်ပွန်းတို့ချစ်ကြလော့တဲ့ဒီမှာသုံးတဲ့ချစ်ချင်းကတာမန်ချစ်ချင်းမျိုးမဟုတ်လားဘူးနော်လုံးဝမဟုတ်ပါဘူးရှင်ဒီမှာသုံးထားတာကအဂပေဆိုတဲ့ဖျားသခင်ရဲ့မေတ္တာမျိုးအခြေအနေပေါ်မမူတည်တဲ့ပေးဆက်စွန့်လွတ်တဲ့မေတ္တာမျိုးကိုဆိုလိုတာခင်ပွန်းတို့အတွက်ဆန်နွန်းကခရစ်တော်ရဲ့အသင်းတော်ပေါ်ထားတဲ့မေတ္တာပဲ ခရစ်တော်ကအသင်းတော်အတွက်အသက်ကိုပေးတဲ့အချီချစ်ခဲ့တာ sacrificial love ဒါတကယ်မြမရဆန်နှုံးပဲ okay ခီတော်ရဲ့ချစ်ချင်းမေတ္တာမှာဘလို့လက်တွေ့လှုပ်ဆောင်ချက်တွေပါလေဗျာအခန်းငယ်26နဲ့29ကိုကြည့်ရင်ဟုတ်ကဲ့ခရစ်တော်ရဲ့မေတ္တာကစကားတသက်မဟုတ်ဘူးလက်တွေ့လှုပ်ဆောင်ချက်တွေနဲ့ပြည့်နေတယ်သူကအသင်းတော်ကိုတက်နှုတ်ကပတ်တော်ပါတဲ့ရေချိုးခြင်းအဖြစ်တန်ရှင်းစင်ကြယ်စေတဲ့ cleansing and sanctifying အပြစ်အနာအစာအရေးအကြောင်းမရှိဘဲတန်ရှင်းပြီးဆောင်လင်တဲ့အသင်းတော်အဖြစ်ဘုံအတရေရှိစွာကိုယ်တိုင်အထွတ်တင်ဆက်တဲ့ presenting gloriously ဒီဘုံဥပမာအရခင်ပွင့်ရဲ့မေတ္တာဟာဇနီးကိုဝင်းရင်ရေးရာရောစိတ်ပိုင်းဆိုင်ရာပါတိုးတက်စေဖို့ဖြိုးတောင်ကွေးဖို့ကောက်ကွေးဆောင်ရှောက်ဖို့ရွယ်ရမယ် သူ့ရဲ့တံပိုးကိုမြင့်တင်ပေးရမယ်ဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ပြီးတော့အခန်းငယ်28နဲ့29မှာကိုခန္ဓာကိုယ်လိုပဲဇနီးကိုချစ်ဖို့ကျွေးမွေးပြုစုဖို့ nourish and cherish လို့လဲတိုက်တွန်းထားသေးတယ်ကိုကိုကိုဂယုဆိုင်တယ်လို့ဇနီးကိုဂယုဆိုင်ရမယ်ပေါ့အခန်းငယ်30နဲ့မှာတော့ဤအသည်နည်းနည်းတို့ရာ ठी ဤ ငါမူကခရစ်တော်နဲ့အသင်းတော်ကိုရည်မရွယ်စိုးတည်လို့ပြောထားတယ်။အိမ်တော်ရေးကိုနည်းနည်းတဲ့အရာ great mystery လို့ခေါ်ပြီးခရစ်တော်နဲ့အသင်းတော်ရဲ့ဆက်ဆံရေးနဲ့တိုက်ရိုက်ခြေလိုက်တာကအိမ်တော်ရေးကိုဘလူအဆင့်မျိုးပို့လိုက်တာလေ။ဒါကအိမ်တော်ရေးကိုတာမန်လူမှုရေးဆက်ဆံရေးအဆင့်ကနေအလွန်မြင့်မဲ့တဲ့ဘာသာရေးဆိုင်ရာအသေးပဲရှိတဲ့အဆင့်ကိုပို့လိုက်တာပဲရှင် ရင်းမြစ်မှာဒါကိုအလေးပေးရှင်းပြထားတယ်။အိမ်တော်ရင်ဟာလူညောပေါင်းဖက်တာတသက်မဟုတ်တော့ဘူး။ဒါဘုရားသခင်နဲ့သူ့ရဲ့လူတွေအတင်းတော်ကြာကပတင်ညင်ချစ်ချင်းမိတာတလုံးတဝရဖြစ်ရှင်တစ္ဆာဆောင်တည်ခြင်းဆိုတဲ့ပိုကြီးမားတဲ့ဝိညာဉ်ရအမှန်တရားဒီလောကမှာပြသတဲ့ပုံရိပ်သင်ခဲ့တာ Asli picture of a heavenly reality တခုဖြစ်လာတယ်။အော် ဒါကြောင့်ခင်မွန်းရဲ့ဆွလို့တဲ့မေတ္တာနဲ့ဇနီးရဲ့လီးစားစွာအောက်ကျုမှုကသူတို့နှစ်ယောက်ပျော်ဖို့တတ်တတ်မဟုတ်ပဲခရစ်တော်နဲ့အသင်းတော်ကြားဆက်ဆံရေးကိုလောကတသက်ခံဖို့လည်းဖြစ်လာတယ်။ဟုတ်ကဲ့ဒီလိုနားလည်မှုကအိမ်တော်ရဲ့ပြဿနာတွေဂျုံတဲ့အခါမှတောင်ပူကြီးတဲ့ယူရင်းချက်ကိုမြင်စေနိုင်တာပေါ့နော်။အဲ့ဒါပေါ့ဟုတ်ကဲ့။ကောင်းပါလေ။အခုကျွန်တော်တို့ effect အခန်းကြီး9 တစ်ခုလုံးကိုခြုံကြည့်ခဲ့ပြီဆိုတော့ဒီကနေ့ရနိုင်တဲ့အဓိကသွန်သင်ချက်တွေနဲ့လက်တွေ့စဉ်းကျင်စရာတွေကိုစူးစီးကြည့်အောင်ပထမဆုံးအဓိကသွန်သင်ချက်ကတော့ဖျားတခင်ကိုတူပေါ်ဖို့အထူးသဖြင့်ကိုရရဲ့ပေးဆက်ဆွန့်လွတ်တဲ့မေတ္တာကိုအထူးယူဖို့ပဲနော်ဟုတ်ပါတယ်ဒုတိယချက်ကတော့အလင်းနဲ့မောင်မိုက်ကိုရှင်းရှင်းလင်းလင်းခွဲခြားသိပြီးအလင်းရဲ့သားသမီးတွေလိုအသက်ရှင်ဖို့ဆိုလိုတာကကောင်းမြတ်ခြင်းဖြောင့်မတ်ခြင်းတစ္ဆာတရားနဲ့အသက်ရှင်ရင်းမောင်မိုက်ရဲ့အကျင့်တွေကိုရှောင်ယုံမကော့ လိုအပ်ရင်ဖော်ထုတ်ဖြစ်တဲ့ဖို့တတိရှိဖို့ဖို့ဟုတ်ကဲ့တတိယအချက်ကတော့ညမြင်နေရတဲ့အချင်းကိုအတုံးချဖို့ဒီဆုံးညစ်တဲ့လောကမှာ အချင်းကိုအကျိုးမဲ့မဖြုံးပဲဖျားရဲ့အလိုတော်ကိုနားလဲပြီးအခွင့်အရေးတိုင်းကို ကောင်းမှုအတွက်အတုံးချဖို့စတုတ္တအချက်ကတန်ရှင်းသောဝိညာဉ်တော်နဲ့အစဉ်ပြေဝနေဖို့စကပ်အနံ့ချင်းမှာ ဒါကစိတ်ခံစားမှုတသက်မဟုတ်ပဲဝိညာဉ်တော်ရဲ့လွမ်းမှုကိုခံယူပြီးချီးမွမ်းခြင်း၊ကျေးဇူးတင်ခြင်း၊အချင်းချင်းတည်ဆောက်ခြင်း၊အောက်ကျခြင်းနေနဲ့ထင်ရှားတဲ့စင်စမပြတ်အတ္တတာဖြစ်တဲ့ဆိုတာပါဟုတ်ပါနဲ့နောက်ဆုံးပြင်းချက်မှအချက်ကတော့အိမ်တော်ရဲ့မြင့်မြတ်တဲ့ရဲ့ချက်ပဲဒါဟာလူသားနှစ်ယောက်ပေါင်းဖက်တာတဲ့ပူပြီးနှိမ့်ဆိုင်နေခရစ်တော်နဲ့အသင်းတော်ရဲ့ဆက်ဆံရေးပုံရည်ကိုပေါ်ပြဖို့ ဖျားသခင်တုံတဲ့နီလန်တစ်ခုဖြစ်တယ်ဆိုတာပါပဲဒီအချက်၅ချက်ကိုခြုံကြည့်ရင်လေတစ်ခုနဲ့တစ်ခုဆက်ဆက်နေတာကိုတွေ့နိုင်တယ်ရှင်လူတဦးချင်းစီရဲ့တန်ရှင်းခြင်းနဲ့ပြောင်းလဲခြင်းမေတ္တာအလင်းဉာဏ်ပညာဝိဉာဉ်တော်နဲ့ပြည့်ဝခြင်းကသူတို့ရဲ့လူမှုဆက်ဆံရေးတွေအထူးသဖြင့်အိမ်တော်ရေးမှာကျမ်းမာပြီးဖျားအလိုတော်နဲ့ညီတဲ့ပုံစံဖြစ်ပေါ်စေဖို့အခြေခံအုတ်မြစ်ဖြစ်နေတယ် တနည်းအားဖြင့်ကိုယ့်ရဲ့အတွင်းစိတ်တန်ရှင်းမှုကအပြင်းပန်းဆက်ဆံရေးတွေကိုတက်ရဲ့အကျိုးတရားစေတယ်ဆိုတာကိုဒီအခန်းကရှင်းရှင်းလင်းလင်းပြနေတာပေါ့ဟုတ်ပါလေအဲ့လိုပြောနိုင်ပါတယ်ရှင်ဟုတ်ကဲ့ key the wise believers မှာပြုစုပြင်ထားတော့အချက်လက်များမှာဒီနေ့ခေတ်ယုံကြည်သူတွေအတွက်လက်တွေကိုကိုကိုပြန်မင်းနိုင်တဲ့စင်ချင်းစရာမိခွန်းဒီအချက်တွေကိုလည်းစုစည်းပေးထားတယ်ဗျပထမဆုံးက ကိုယ့်ရဲ့စာနမူနာကိုပြန်စစ်ဆေးဖို့ကျွန်တော်တို့ဘသူကို အတူယူနေလဲခရစ်တော်ရဲ့ပေးစတဲ့မေတ္တာကကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တည်ဆက်ဆံရေးတွေမှာဘလောက်လမ်းညွှန်မှုပေးနေလဲကိုယ့်ရဲ့ချစ်ချင်းမေတ္တာကစကလုံးမှာပဲလားလက်တွေအနစ်နာခံမှုပါတယ်လားဒုတိယဆင်ကျင်ဆရာကတော့အချင်းကိုတုံးပြပုံနဲ့ပတ်သက်တာပေါ့ ကျန်းစာကဒီနေ့ရက်တွေစိုးညစ်တယ်လို့သတိပေးထားတော့ကျွန်တော်တို့ရဲ့အဖိုးတန်တဲ့အချိန်တွေကိုဖေအရာတွေကလည်းဟတဖီစင်နေလေဘေအရာတွေကဖရားရဲ့အလိုတော်နဲ့အညီအကျိုးရှိရှိအသုံးဖြုဖို့အထောက်အကူပြုနေလေကိုယ့်ရဲ့အချိန်စရာအာယုံဆိုင်မှုတွေကသာဝရတန်ဖိုးရှိတဲ့အရာတွေပေါ်မှာဥတည်နေရလားဆိုတာပြန်သုံးသပ်ဖို့လိုအပ်တယ်ရှင်โอเคတတိယအချက်ကဝิญဉ္ဇတော်နဲ့ပြုဝချင်းနဲ့ဆိုင်တယ်ဒါကစစ်စူးစားရမယ့်အရာဆိုတော့ကျွန်တော်တို့ရဲ့နေ့စဉ်သက်တမ်းမှာဝิญဉ္ဇတော်ပြုဝချင်းရဲ့အတိအပွင့် ွင့်တွေအာဝမ်းမြောက်ခြင်းကျေးဇူးတင်စိတ်ချီးမွမ်းခြင်းသူတစ်ပါးကိုတိဆော့လို့စိတ်တွေဘလောက်ရှိနေသလဲဒါမှမဟုတ်စိတ်ပြတ်တာမြည်တမ်းတာကိုယ့်အတွက်ပဲကြည်တာတွေကပုံများနေသလားဆိုတာရိုးရိုးတာတာဆန်းစစ်ဖို့ပါဒီကျမ်းပါရဲ့အလင်းနဲ့ပြန်ဆန်းစစ်ဖို့ပင်ခင်မုန်းဖြေသူအနေနဲ့ဇနီးအပေါ်ထားတဲ့မေတ္တာကခရစ်တော်ရဲ့အသင်းတော်အပေါ်ထားတဲ့စွန့်လွတ်အနစ်နာခံတဲ့ပြိုးထောင်မြင့်တင်ပေးတဲ့မေတ္တာမျိုးနဲ့ဘလောက်နှိဆက်သလဲ ဇနီးဖြေသူအနေနဲ့တော့ခင်မွန်းရေမေတာနဲ့ဥဆောင်မှုကိုလေးစားစွာအတိမတ်ဖြူတွန့်ပြမှုအောက်ကျုံမှုရှိတယ်လားကျွန်တော်တို့ရင်ထုံရေးကခရစ်တော်နဲ့အသင်းတော်ရဲ့ဆက်ဆံရေးပုံရိပ်ကိုအပြည့်လူတွေမြင်နေလောက်ထင်ထနေပါသလားဒီမိကုန်းတွေက ကိုရင်တော်ကြီးကိုပိုခိုင်မြဲစေဖို့ဖျားရဲ့ရည်ရွယ်ချက်နဲ့ပိုနှိဆက်စေဖို့ကူညီနိုင်ပါရဲ့ရှင်။ဟုတ်ကဲ့တကယ်လက်တွေကြတဲ့စင်ကြင်စရာတွေပါပဲ။ဒီနေ့မှာတော့ effect of wallace အခန်းကြီး9ကနေတဆင့်ဖျားတခင်ရဲ့ချစ်သားသမီးလိုမေတ္တာနဲ့အသက်ရှင်ခြင်းအလင်းနဲ့သားသမီးတွေလိုကောင်းမြတ်ခြင်းဖြောင်းမတ်ခြင်းသစ္စာတရားနဲ့ပြည့်စုံခြင်းအချင်းကိုညာပညာနဲ့အသုံးချုပ်ခြင်းတန်ရှင်သောဝိညာဉ်တော်နဲ့ပြည့်ဝခြင်းအခင်ဝါမျိုးစွာချီးမွမ်းခြင်း ယေရှုတင်ခြင်းအချင်းချင်းတိဆောက်ခြင်းဆိုတဲ့လက်တွေ့ခရန့်အတ္တတရဲ့အရေးကြီးတဲ့အချက်တွေကိုလေ့လာခဲ့ကြပါတယ်။ဒါ့အပြင်အင်တော်ရဲ့နည်းနည်းပြီးမင်းမဲ့တဲ့ရည်ရချက်ခရစ်တော်နဲ့အသင်းတော်ရဲ့ပုံရိပ်ကိုပေါ်ဆောင်ရမယ့်အခန်းကဏ္ဍကိုလည်းဆွေးနွေးခဲ့ကြတာပေါ့။ဟုတ်ပါတယ်။ဒီဆွေးနွေးမှုကိုအဆုံးမသက်ခင်ပါလေနောက်ဆုံးအနေနဲ့စဉ်းစားချက်လေးတစ်ခုခြံထားခဲ့ခြင်းပါလေကျွန်တော်တို့အခြေပြုခဲ့တဲ့ The Wise Believers မှာပြုစုပြင်ထားသောအချက်လက်များမှာဒီအခန်းကြီး9ကမူတွေဟာအိမ်တော်ရဲမှာပဲအစိုးတက်မသွားဘူးလို့ဖော်ပြထားတယ်ရှင့်နော်လာမယ့်အခန်းကြီး6မှာဒီအောက်ကျုပ်ချင်းမေတ္တာနဲ့အသက်ရှင်ချင်းဆိုတဲ့မူတွေကိုမိဘနဲ့တားသမီးအလို့ရှင်သခင်နဲ့အလို့သမားကျွန်းဆက်ဆံရေးတွေမှာဘလို့ကျင့်သုံးရမယ်ဆိုတာကိုဆက်ရှင်ပြထားတယ်။ဩဟုတ်ကဲ့ ။ဤရဒီလောကမှာဝิญဉ္ဇင်းရာတိုက်ပွဲဆင်နွှဲနေရတဲ့အတွေ့ဝิญဉ္ဇင်းရာစစ်ဝတ္တန်စာကိုဝတ်ဆင်ဖို့တိုက်တွန်းချက်နဲ့ဏီကုန်းချုပ်ထားတယ်။ ဒီတော့ကျွန်တော်လည်းဒီနေ့ဆွေးနွေးခဲ့တဲ့မေတ္တာအချင်းချင်းအောက်ကြိုခြင်းဉာဏ်ပညာနဲ့အသက်ရှင်ခြင်းခိတော်ကိုထင်ဟစေခြင်းဆိုတဲ့ဒီအခြေခံမှုတွေကမိသားစုအလုခွေလူမှုအတိုင်းဝိုင်းဆိုတဲ့ကျွန်တော်တို့ရဲ့တခြားဘဝနယ်ပယ်တွေမှာတော့ဘလို့သက်ဆိုင်အသုံးဝင်နိုင်မလဲဘလို့လက်တွေ့ကျင့်သုံးနိုင်မလဲဆိုတာကိုဆက်လက်ဆင်ခြင်ကြည့်ဖို့အားပေးကြပါရရှင်။ဟုတ်ကဲ့။ကောင်းမွန်တဲ့ချပါပဲ။ဒီနေ့ကျွန်တော်တို့နဲ့အကျူ Epic Oraza အခန်းကြီး9ကို စိတ်ရှည်လက်ရှည်လစ်လာဆွေးနွေးပေးခဲ့တဲ့အတွက် ျေးဇူးအများကြီးကျင်းပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီကြောင်းရာတွေကိုစနစ်တကျပြုစုပြင်ဆင်ပေးခဲ့တဲ့အရင်ရဲ့ကိုလည်းအတိအမှတ်ပြုရင်းဒီလိလမို့ကိုဒီမှာပဲရပ်နှက်လိုက်ပါရခင်ဗျာ။